စစ်ကောမရှင်လေးကြောင်းတိုက်ခိုက်မှုတွေကိုအထူးသတိထားကြဖို့ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော်ကအော်တိုဘလာ31ရက်ဒီနေ့အထူးသတိပေးထုတ်ပြန်ပါတယ်စစ်ကောမရှင်ရဲ့အရခပြည်သူလူထုအပေါ်လေကြောင်းမှတရေပေါ်ကြောင်ပုံကြီးတိုက်ခိုက်မှုတွေကိုလည်းပြင်းထန်စွာရှုတ်ချရဲလို့ဆိုပါတယ်စစ်ကောမရှင်တဲ့ပြစ်ခတ်တိုက်ခိုက်လို့၃ရက်မှာအရသား12ဦးသေဆုံးပြီး32ဦးဒဏ်ရာရတော့တယ်လို့အော်တိုဘလာ31ရက်ဒီနေ့ရခိုင်မျိုးသားအဖွဲ့ချုပ်ထုတ်ပြန်တာပါစစ်ကောမရှင်တဲ့ဟာပေါတော့ရသေးတာ ကျောက်ဖြူပုံနာကျွန်းစာရဲမြို့နေတွေကိုအောက်တိုဘာလ29ရက်နေ့မှ31ရက်နေ့ထိ3ရက်အတွင်းဒရုန်းတွေလက်နက်ကြီးတွေတိုက်လေယာဉ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်လို့တင်ဆုံတန်ရန်ရသူတွေထဲမှာခလေးသူငယ်တွေအမျိုးသမီးတွေတက်ကြီးအိုတွေပါဝင်တယ်လို့ဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပါတယ်။စစ်ကောင်မရှိတဲ့ပြစ်ခတ်လို့လူနေအိမ်တွေဆိုင်ကယ်တွေကားတွေပျက်စီးသွားတယ်လို့ပုံနာကျွန်းမျိုးကိုနှစ်ရက်ဆက်တိုက်ပိတ်ခတ်လို့ရုံးတွေအဆောက်အုံတွေထိခိုက်ပျက်စီးသွားပါတယ်။ပြည်သူတွေ ညိုရစာတင်ကြောင်းစေစေယောင်စေကန်ဖုံးတော်ကြီးကြောင်းလူနေအဆောင်အုံကြီးတွေကိုစစ်ကောမရှင်တက်ဟာတရေဘွားကြောင်စော်နေချင်းရစ်ဆက်ပြင်းပြထားတိုက်ခိုက်ခဲ့တယ်လို့အရခတက်တော်ကဆိုပါတယ်။အဲဒါကြောင့်အရခဒေတာတွင်းနေမိဖပြည်သူတွေလည်းစစ်ကောမရှင်တက်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတွေတိုက်ခိုက်မှုရင်ကိုအရင်ကတည်းကပုံမသတိထားကြဖို့စစ်ရေးတတိအပြေအဝါနေညအချိန်မရွေးချိကြဖို့အထူးတတိပေးတိုက်တွန်းထားပါတယ်။ အရခအဆုံးပြည့်စစ်ပွဲမှာအရခတက်တော်ဟာပလဝမြို့နယ်အပါအဝင်15မြို့နယ်ကိုတိမ့်ပိုက်ထင်းချုပ်ထားပြီးကြောက်ကူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေသလိုစစ်တွေမြို့နယ်မှာလည်းစစ်ရေးတင်းမာနေကြပါဗျာ။